မကောင်းတာနဲ့ကောင်းတာဆိုတာဒီမကောင်းတဲ့သဘောတွေဆိုတာမပယ်လှမ်းမှု မတွန်းလှန်မှုဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ဟာဘယ်တော့မှ အကောင်းဖြစ်လာမှာမဟုတ်ဘူးဒါကြောင့်မို့အမြဲဆင်ញင်သုံးသပ်ပြီးတော့ကိုယ့်ရဲ့အနေအထားစိတ်နေသဘောထားတွေကိုဆင်ញင်သုံးသပ်နေဖို့လိုအပ်တယ်ပေါ့ငါဟာဟိနာဓိမုတ်တိက အောက်တန်းကြတဲ့အတွေးတွေ အောက်တန်းကြတဲ့စိတ်ဆန္ဒတွေရှိနေတာလားကလျာဏဓိမုဒ္ဒကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့ဆန္ဒတွေရှိနေတဲ့ပုဂ္ဂိုလ်လားလို့ဆိုတာကိုယ့်ကိုယ်ကိုဆင်ញင်သုံးသပ်ပြီးတော့အဖြေရှာရဆင်ញင်သုံးသပ်လိုက်တာနဲ့အဖြေဆိုတာထွက်လာဟိနာဓိမုဒ္ဒကအောက်တန်းကြတဲ့စိတ်ဓာတ်တွေငါမှ ရှိနေတယ်ဆိုရင် ပြင်ရမယ်ပေါ့ဒီစိတ်ဓာတ်တွေကိုယ်တိုင် မပြင်းလို့ရှင်တည်တဲ့ဘဝမှာမပြင်းရင် လူတွေဟာခောက်ရိုးကျိုးသွားပြီးတန်တရာမှာဇယိုက်ဆိုးတွေနဲ့ပဲသွားတာဒါကတင်းသေးချာချာစဉ်းစားကြည့်နော်လူဘဝမှာတရှူးရှူးတတိုင်းတိုင်းနဲ့ဒေါသကြီးတဲ့ပုံကိုတယောက်ဟာကံမကောင်းအကြောင်းမလားလို့ခွေးဖြစ်ရင်လည်းခွေးဆိုးပဲဖြစ်တယ်ကြက်ဖြစ်ရင်လည်းဟိုခွတ်ဒီခွတ်ဟိုစိတ်ဒီစိတ်ကြက်ဆိုးပဲဖြစ်တယ် ငှက်ဖြစ်လို့ရှိရင်လည်းငှက်ဆိုးပဲနွားဖြစ်ရင်တောင်မှပဲဟိုနွားခွေဒီနွားခွေတရှူးရှူးလုပ်တဲ့နွားဆိုးဖြစ်တယ်နော်ဒီတဲ့ဆိုးရင်တော့ကြားတို့အကောင်မလောင်နေကြိုက်စားတဲ့ခြင်းသေးတို့ဆိုတဲ့အကောင်မျိုးတွေသွားဖြစ်တယ်ဒေါသသမားတွေဟာအဲ့ဒီတိုင်းပဲအဲ့ဒီလမ်းကြောင်းပေါ်ရောက်သွားတယ်မပြင်းနိုင်ဘူးဆိုလို့ရှိရင်အဲ့ဒီလမ်းကြောင်းရောက်သွားတရိษံတွေကိုကြည့်အေးအေးချမ်းချမ်းနေတဲ့တရိษံရှိတယ်စူးစူးပူပူ ရန်လုံနေတဲ့တိရိစ္ဆာန်လည်းရှိအကဲခတ်ပြီးတော့ချိရန်လုံတတ်တဲ့တိရိစ္ဆာန်တိရိစ္ဆာန်တစ်မျိုးတည်းတည်းပဲရန်လုံတဲ့တိရိစ္ဆာန်ရှိတယ်ရန်မလုံတဲ့တိရိစ္ဆာန်ရှိတယ်ခွေးထဲမှာလည်းသဘောကောင်းတဲ့ခွေးရှိတယ်သဘောဆိုးတဲ့ခွေးရှိတယ်ဟောအမတ်တမဲ့နေရင်တော့မသိဘူးတေချာကြည့်လို့ရှင်ခွေးဟာကြိုက်တတ်တဲ့ခွေးရှိတယ်မကြိုက်တတ်တဲ့ခွေးရှိတယ်ကြိုက်တဲ့ခွေးဆိုတာသဘောဆိုးလို့ကြိုက်တာနော်သဘောမဆိုးတဲ့ခွေးက လူလာရင်အမီးနံပြီးတော့ခင်တတ်မင်တတ်တယ်ပေါ့အဲ့တော့ဒီသဘောတွေကဆင်ញင်သုံးသက်တိုင်ရဩခွေးတောင်မှမေတ္တာရှိတဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးမေတ္တာပြည့်တဲ့ခွေးနဲ့ဒေါသကြီးတဲ့ခွေးဒီလိုဖြစ်ရတာပါဘဝမှာမပြင်းဘူးဆိုလို့ရှိရင်တစ်လျှောက်လုံးဟာဒေါသတမားဖြစ်ပြီးနောက်ဆုံးကိုဒေါသကိုမထိနိုင်တဲ့အခါဒေါသနဲ့တေဆုံးသွားလို့ရှိရင် အင်တာမဆင်းရဲတဲ့အပင်ငယ်ကြာရောက်သွားနိုင်တာပေါ့ကုဒေါသကကိုယ့်ကိုပို့ပေးလိုက်တဲ့သဘောပေါ့ထို့တူပဲလောဘကြီးတဲ့လူနဲ့လောဘနည်းတဲ့လူကိုယ့်ရှိမှရှိနိုင်ကိုယ့်ကိုယ်ကိုလည်းဆင်ញင်သုံးသပ်ကြည့်ရလောဘကြီးတဲ့လူလောဘကိုမထိန်နိုင်မသိမ့်နိုင်တဲ့အခါကိုယ့်ပစ္စည်းနဲ့တင်အားမရဘူးသူများပစ္စည်းကိုယူတယ်ဆိုတော့ပြစ်မှုတစ်ခုကျွလွန်လို့ဒုက္ခရောက်တာမျိုးတွေဖြစ်လာတတ်တယ်ပေါ့ မတရားတဲ့နေနဲ့သူများပစ္စည်းရအောင်ယူတဲ့လောဘမျိုး ဖြစ်လာလို့ရှင်ပို့ပြီးတော့ဆိုးတာကောအဲ့ဒါလို့ကိုယ့်ရဲ့ဇယိုက်တွေအကျင့်ဆိုးတွေကိုတိတဲ့အချိန်မှာ ပြင်ပေးဖို့လိုအပ်တယ်မပြင်ဘူးဆိုလို့ရှင်တန်တရားထဲမှာဇယိုက်ဆိုးနဲ့ခရီးသွား950ဇတ်တွေကိုကြည့်ရှင်အင်္ဂုလိမာလာဘဝရဲ့ကိုလေးလာကြည့်ရှင်အင်္ဂုလိမာလာဟာ သူ့ဘဝဇာလန်းနေမှာခက်ချမ်းချမ်းနေကြည့်ပဲအကုန်လုံးเนาะနောက်ဆုံးဘဝမှာလည်းကြည့်ရဟန္တာဖြစ်မဲ့ဘဝတောင်မှပဲလူသားသမားကြီးဘဝနဲ့ဖြစ်ရသေးတာပဲလေဇက်ကအဲ့လိုကြမ်းနေတတ်တယ်